ရည်ရွယ်ချက်တွေဘာကြောင့်မပြည့်သေးတာလဲရည်ရွယ်ချက်ဆိုတာအမျိုးမျိုးရှိတယ်အောင်မြင်ခြင်းတာအေးချမ်းခြင်းတာပျော်ရွှင်ခြင်းတာအဲ့ဒီလိုမျိုးရည်ရွယ်ချက်တွေဘဝအတွက်လို့ပြောလိုက်ရင်ဘာတွေဖြစ်ခြင်းတာလဲဆိုအောင်မြင်ခြင်းလေအဲ့အောင်မြင်တဲ့ဘဝမှာပျော်ခြင်းတယ်အဲ့ဒီအောင်မြင်ပျော်ရွှင်တဲ့ဘဝမှာလုံခြုံခြင်းနဲ့အေးချမ်းခြင်းနဲ့ဒါလူတွေရဲ့စံတာပဲ ပြည့်သလားအဲ့လိုကြည့်ရမယ်ဒီဝချက်ပြည့်သလားကိုရောက်ချင်တဲ့နေရာရောက်သွားတော့ရော အပြည့်အဝကျင့်နေပြီလားအပြည့်အဝကိုကိုကိုယုံကြည်စိတ်ရပြီလားပြီးတော့ကိုကိုကိုလုံခြုံစိတ်ချမှုခံစားရလားအဲ့လိုပြန်ကြည့်ရမယ်အဲ့လိုမှမဟုတ်ရင် ရောက်ချင်တဲ့နေရာကိုမရောက်သေးတာပဲအေးချမ်းခြင်းပင်မဲ့လေ မအေးချမ်းသေးဘူးဆိုရင်ရောက်ချင်တဲ့နေရာကိုမရောက်သေးတာပဲအဲ့တော့ဘာကြောင့်ရောက်ချင်တဲ့နေရာကိုမရောက်တာလဲကိုကိုကိုပြန်မရှုကြလို့ကို့အပြစ်ကိုကိုပြန်မရှုကြလို့လို့အမှန်တိုင်းသွားတွေ့တယ်မညာပါနဲ့ကိုကိုကိုဘယ်တော့မှမညာနဲ့ကိုကိုကိုညာပြီးတော့ငါကတော့သူတော်ကောင်းသူကသူယုံမှာငါကတော်တယ်သူကငါလောက်မတော်ပါဘူး ငါကအပြစ်ကင်းတယ်သူကငါ့လောက်အပြစ်မကင်းပါဘူးအဲ့ဒီလိုအတ္တစိတ်မောဟစိတ်နဲ့တစ်ဖက်ကမ်းမလုပ်ပါနဲ့နှစ်ဖက်မြင်အောင်နေပါနှစ်ဖက်မြင်အောင်နေတော့မှသူ့ဘက်ကိုယ်ဘက်အမှန်တိုင်းမြင်တော့မှကိုယ့်ရဲ့ဟာဘက်ကိုမြင်မှဘာကြောင့်ရောက်ချင်တဲ့နေရာကိုမရောက်သေးတာလဲဆိုတော့တွေ့မှတချို့ဆံမွေးအောင်ကျင်တယ်လို့ပြောကြတယ် ုံတူးနဲ့အောင်ကျန်လာလို့မင်းအောင်ကျန်တယ်လို့ပြောကြတယ်။ဒါပေမဲ့ဂုံတူးရလောက်အောင်စာမကြိုးစားဘူး။စာကျင့်ခြံပြီးကြက်တယ်။သင်ခန်းစာတွေအခန်းတွေခြံပြီးကြက်တယ်။ဖြစ်လဲဖြစ်ရောကြက်ထတာမတိုးလို့။အဲ့တော့ဂုံတူးနဲ့အောင်ကျန်တယ်လည်းပြောတယ်။ဂုံတူးရလောက်အောင်လုံလောက်တဲ့ကြိုးစားမှုလုံလောက်တဲ့ပြင်ဆင်မှုသူမလုပ်ဘူး။အဲ့သူဟာကွက်ပဲ။ ရွက်ကြောင်းမှာတော်တယ်။ကျောင်းတွင်းစာမေးပွဲတွေမှာ तू ကပထမပဲစာမေးပွဲကြီးမှာကျသွားတယ်။အဲ့ဒါဘာကြောင့်လဲဆိုကိုကိုကိုအထင်ကြီးလွန်သွားတာ။ကိုကိုကိုအထင်ကြီးလွန်သွားခြင်းဟာလေလူရင်းကိုမရောက်စေပဲလမ်းမှလည်းပြတ်ကျသွားတတ်တယ်။ကိုကိုကိုအထင်ကြီးလွန်သွားတော့အာဒီလောက်ကလေးရရပါတယ်။ဒါလေးကအသက်ကြီးဆိုင်ဆရာမလို့ပါဘူး။စသည်ဖြင့်ကိုကိုကိုအထင်ကြီးလွန်သွားတယ်။ ငါဒီလောက်ကတော့လုံနိုင်ပါတယ်။အဲဒီလောက်ကလေးကတော့ခဏလေးကြံ့ရမှာပါဆိုတဲ့စိတ်မျိုးတွေ။ဘောတကယ်ဘဝထဲမှာလည်းဒီတိုင်းပဲ။အာဒီလူကငါပြောလိုက်ရင်ရမှာပါ။တကယ်လက်တွေ့မှာပျော်တိုင်းဟိုဘက်ကလက်မခံတာပဲတွေ့ရလိမ့်မယ်။တခါတလေကြာရင်လိုတဲ့အကူအညီရှိရင်ပြောတော့လို့ပြောတယ်နော်။ဒါပေမဲ့တကယ်လဲတောင်းဖို့အပေးဘူး။အဲ့လိုမျိုးတွေအများကြီးပဲ။လောကပျော်သွားတာ လက်လက်တွေလက်ပါမလာတာတွေတွေ့တဲ့အခါမှာကိုယ်အယုံလွန်မိခြင်းကိုကိုကို အထင်ကြီးလွန်ခြင်းဆိုတဲ့အရာတွေကကိုကိုလုံရင်မရောက်စေတော့။နောက်ရောက်တဲ့နေရာမှာကိုသွားကြတဲ့လမ်းမှာမန်မချတာပညာရှာပမာသူဖုံးစားဆိုတဲ့စကားရှိတယ်။သူစီကကိုကပညာလိုချင်တာ။ကိုကိုကိုနှိမ်ချထားမှပေးတဲ့သူကပေးချင်မှာပေါ့။စကားတဲ့ကိုကပညာသင်မယ်ဆိုတဲ့ကိုကမန်ကြီးနဲ့ ဒါလေးပြလိုက်လဲအာဒါသိတယ်ဘသူစီကလည်းသိလာတာဟိုကလေးပြလိုက်လဲအာဒါဘသူစီမှာဘလို့တင်တာဒီဥစ္စာကဘယ်ဆရာပြောတော့ငါဘလို့ပါနဲ့စောရကတက်တက်တပည့်မျိုးဘသူမှပညာသင်မပေးချင်တော့အဲ့ဒါသူ့ရဲ့ကိုကိုကိုအထင်ကြီးလွန်ခြင်းဆုံးမနာဆုံးမတာကိုနာယူလွယ်မှုမရှိခြင်းမန်တက်နေခြင်းဆိုတဲ့သဘောတရားသူ့ကိုလိုရာမရောက်စေတော့ဘူး ပေးမဲ့သူကမပေးကြတော့ဘူးဟာအဲ့ဒါလေးပဲအဲ့ဒါလေးကရေဝဲချက်ပန်းနိုင်ကုန်မရောက်စေတော့အရာပဲနောက်ဒါကအခြေအနေရဲ့ပြောင်းလဲမှု ကိုကိုတိုင်းကလုံလောက်တဲ့အားဆိုင်မှုရှိရလားလုံလောက်တဲ့ရင်းနှီးညှို့နှံမှုရှိရလားဒါတွေလည်းပြန်ကြည့်ရအောင်လူရင်းကိုမရောက်ကြဘူးကိုလိုချင်တဲ့နေရာကိုမရောက်ကြဘူးဘာကြောင့်မရောက်သေးတာလဲအတုံးနဲ့အဖြုံကိုနားလေရဲ့လား လိုအပ်လို့တုံးနေတာလားမလိုအပ်ဘဲဖြုံးနေတာလားလူတွေကိုကိုကိုမမြင်ချင်အောင်စောင်းနေကြအမှန်ဘဝတည်ဆောက်နေတဲ့အချိန်မှာအဖြုံးမရှိသင့်အသုံးသက်သက်ပဲရှိရမှာသမင်းဖြစ်မဲ့အလုပ်ကိုဦးစားပေးနေတာလားသမင်းမဖြစ်တဲ့အလုပ်တွေကိုလုပ်နေတာလားဟင်းဖြစ်မဲ့အလုပ်ကိုဦးစားပေးနေတာလားဟင်းမဖြစ်မဲ့ဘက်မှာအချိန်ကုန်နေတာလားမေးရမယ်ကိုကိုကိုဝေဖန်ရမယ် ။ဓမင်းလည်းဖြစ်မလား၊ဟင်းလည်းဖြစ်မလားတဲ့။ဘာမှကိုယ့်ဘဝအတွက်အုတ်တချက်သဲတပွင့်ဖြစ်မလားတဲ့အရာတွေမှာအချင်းကြီးအများကြီးပေးထားတယ်။စိန်ခံနေတယ်။အပျော်မတ်နေတယ်။အချင်းတွေဖြုံးပြစ်နေတယ်။ပျက်စီးမှုတွေအများစွာကြုံရတယ်။အဲ့ဒါကိုယ့်ရဲ့အာဏာချက်ပဲ။အဲ့လူတွေရောက်ချင်ပေမဲ့မရောက်ကြသေးတာအဲ့ဒါကြောင့်ပဲ။နောက်ကိုကိုကိုအထင်ကြီးလွန်းတဲ့သူတွေမရောက်ကြဘူး။ မန်မချတဲ့သူတွေမရောက်ကြဘူး။နောက်ထိုက်တန်တဲ့ယင်းဤပေးဆက်မှုတွေမထည့်တဲ့သူတွေမရောက်ကြဘူး။အကာနဲ့အနှစ်မသိတဲ့သူတွေလိုရာမရောက်ကြဘူး။လှမ်းရမယ့်အချိန်မှာမလှမ်းကြဘူး။မလှမ်းမဲနဲ့ရောက်ချင်နေကြတဲ့အလွယ်လမ်းလိုက်ချင်တဲ့သူတွေလိုရာမရောက်ကြဘူး။အမှန်ကဆယ်လမ်းလှမ်းရမယ့်ခရီးကဆယ်လမ်းလှမ်းမှရောက်မှာပေါ့။နှစ်လမ်းလောက်ပဲလှမ်းရသေးတယ်။ကိုမဲ့သူရှာနေတဲ့သူမျိုးမရောက်ဘူး။ တရားမှလည်းဒီတိုင်းပဲအေးချမ်းမှုကိုလိုချင်တယ်ဆိုရင်အေးချမ်းမှုအတွက်ဘာတွေစွန့်ပြရမလဲရှိတယ်စွန့်ပြတဲ့တဲ့အရာတွေကို तू မစွန့်ပြဘဲနဲ့ဥပမာသူ့ရဲ့မာနဥပမာသူ့ရဲ့လောဘဥပမာသူ့ရဲ့စွဲလမ်းမှုတွေချစ်ခင်မှုတွေတွေ့တာမှုတွေတန်ရောစင်တွေဒါတွေကိုစွန့်ပြရမှာကိုမစွန့်သေးဘဲနဲ့တော့မအေးချမ်းနိုင်ဘူးအဲ့တော့ तू လုံးတဲ့တဲ့အလုပ်ကိုလုံးကလုံးရလားလိုရာမရောက်ချင်းရဲ့အကြောင်းတရားတွေဒါတွေပဲ ဒါကြောင့်မိမိသွားလိုတဲ့ခရီးကိုရောက်ချင်ရင်လိုအပ်တဲ့ယင်းနှညုံနံမှုကိုလိုအပ်တဲ့အတိုင်းစိုက်ထုတ်ပါကိုရဲ့ကိုအားဖြင့်လုံလာပြုခြင်းစိတ်အားဖြင့်လုံလာပြုခြင်းစိုက်ထုတ်ပါအကာနဲ့အနှစ်ကိုခွဲခြားတတ်ပါအတုံးနဲ့အဖြုံးကို ကောင်းကောင်းနားလည်ပါ ကိုဘဝကိုကိုတန်ဖိုးထားပါအဲ့ဓာရီဟာအောင်မြင်မှုစီရောက်ဖို့အတွက်လိုရာရောက်ဖို့အတွက် အရင်အနေတွေပါပဲလို့ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သွားကြတဲ့လမ်းရောက်ကြပါစေအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်